ဆရာကြီးဗီမိုနေရဲ့နဲ့ရက်ခအီဆာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်အပိုင်း73မောင်မောင်ဝင်း၌နှမကလေးကိုတောင်းတသောစိတ်ပြီးခါတိုင်းနဲ့မတူပဲတိုးတက်၍လာပြီးလေစားနေရသောဓမင်းကိုမျိုးရင်းမကြနိုင်အောင်ဖြစ်၍သွားလေသည်ထို့နောက်မရက်ခအားပြန်၍ပြောသည်မှာနှမတဲ့ကလေးကို ကျွန်တော်ဘယ်တော့မှမမေ့ပါမိခင်ရဲ့ရန်သူကိုရှာဖွေရင်းက နှမကလေးရဲ့တင်းကိုလည်းနားထောင်နေနေပါတယ်လို့ပဲနှမတဲ့ကလေးညွန့်ညွန့်ကိုတွေ့ရတော့မှဖောက်ပါဘူးဟုပြောလေ၏ဒီလိုနဲ့စိတ်မလျှော့ပါနဲ့ရှင်ပျောက်သောသူကိုရှာရင်တွေ့တဲ့တည်သောသူကိုကြာရင်မိတဲ့ရှင်ဒီလိုစိတ်လျှော့လိုက်တာရှင့်နှမကလေးကိုမနှမ်းနွယ်ဆိုတဲ့ဟိုမိန်းမလားတတိမြလို့ပါပဲဟုပြောလေတတိယပါတယ်မနှမ်းနွယ်ရဲ့အိုးရောင်းလို့တတိယပါတယ်ခင်ဗျာဒါပေမဲ့ပြန်တွေ့ရဖို့ရနီလန်ကအင်တန်မှနေပါလေတော့တွေ့ပေမဲ့ ဆွေးဖို့သာရှိတယ်လို့သဘောထားကကံကောင်းရင်လည်းတွေ့ရမှာပဲဆိုတော့လာနေရတာပါပဲရှင်ခုဒီကိုရောက်လာတာရှေ့နှမကလေးကိုရှာဖို့မဟုတ်မနှမ်းရွယ်ဆိုတဲ့မိမကိုမြင်လာနိုင်ငန်းငန်းတဲ့လိုက်လာတာမဟုတ်လားဟုမေးလေဟုတ်တယ်ပဲထားပါတော့မရဲခရဲ့အဲ့ဒီလိုငန်းငန်းတက်မိတဲ့အတွက်လည်းအခုကျွန်တော်မှဖေးသင့်ပြီးမရဲခလည်းထဲရောက်နေတာပါရူပါယုံချစ်စောကြောင့်နှမကလေးကိုခနာကလေးမေ့တယ်လို့ရှိမိတဲ့အတွက်ဘေးရန်တင့်တာထင်ပါရဲ့ဟုပြောတာ ရေကိုတောက်ပြီးအနည်းရှိပကံထဲတွင်၌ခါလက်စည်း၍လက်များကိုတုပ်လေသည်မရေခါကထမင်းကိုခန်းနေနေစသဖြင့်မောင်မဝင်ပြီးပြီးမှပြီးလေထို့နောက်ဆက်လက်၍စကားပြောကြရင်ထမင်းကိုစားကြလေရာနနက်စာစားပြီးတို့ရောက်၍ချိုးချင်းတစ်သည်ပွဲရံများရောက်ရှိလာလေရာနှစ်ယောက်သာအတူတကွထိုင်၍စားကြပြီးလင်မေရခါဒီမောင်ပဝင်အားရှင်ကျမတို့ရွာကိုမြင်ရပြီလားဟုမေး၏မောင်ပဝင်ကယနေ့နဲ့နဲ့ရွာကိုလှည့်လည်ကြည့်ရှုနေပါတယ်ဟုပြောလျာ ဘယ်ရက်ခါကဒီလိုဖြင့်အခြားနေရာများကိုလည်ပြီးကြည့်ရအောင်ကျမနဲ့မလိုက်ချင်ဘူးလားဟုပြုံးကမေးလေမောင်ပါဝဲမှာရင်ငတ်တော့ရေရင်းနဲ့ကြဆိုသောစကားကဲ့သို့မယက်ခနဲ့ပေတော့ခါမှမကွဲပဲအမြဲစကားပြော၍နေခြင်းတလို့မယက်ခဤစကားသည် တွေ့ချောက်သော တစ်ပင်ကိုရင်းနှင်းထားတလို့မောင်မဝင်းစိတ်၌စိန်လန်လက်ဆက်လာပြီးလင်မောင်မဝင်းကကောင်းပါပြီမယက်ခမယက်ခထံမှအမြဲအတုံးတော်ခံမတော့မယ်ဟုတ် ရင်ရင်ပြူပြီးမှငင်းဆန်မှုမရှိပါတက်တော်ဆောင်တယောက်ရတယ်လို့သာအမှတ်ထားလိုက်ပါတော့ဟုပြောလေအရေခါနဲ့မပါဝင်လဲဂူမထွက်၍ဂူရှိနိုင်ရှိသောညီညီပန်းတော်ကိုဖြတ်တန်းကမြေနှိမ့်ဖက်သူနှစ်ယောက်သာဆင်းသွားကြလေတော်သည်မြေနှိမ့်ရှိစကစိန်စကဝါဒေါနာခေဗမ်းမင်ကြီးတွေအောက်တွင်နှစ်ယောက်သာစကားမပြောဘဲဟဲ့လေရှောက်လာနေကြရရင်မပါဝင်ဤစိတ်သည်နတ်ဤပိမ့်မဲ့ နတ်တို့၏ဥယျာဉ်၌အလွန်တရားလာပါသောနတ်သမီးကလေးတစ်ယောက်နှင့်နှကိုရဲပျော်ရွှင်စွာနေရတဲ့ကဲ့သို့မှတ်ခြင်းကကြည်လင်အေးမြတင်းပြန့်မွေ့ကြိုင်သောလေးကိုရှူရှမ်းလျက်ငါသည်ဓမ္မတို့လက်ချက်ဖြင့်လေပေါ်မှမန်းနှံရွယ်နေသူတည်ပြီးမြောင်စလုံးနတ်ပြည်များရောက်ရွေနေသလားဟုတွေးမိလေ။မြောင်သားကုန်းမြင့်ကလေးပေါ်သို့လူပြောသောဂိုင်းကလေးများကိုဂိုင်းဆွဲ၍တက်ကြရင်ကုန်းမြင့်ပေါ်မှမြင်းနှင့်ကြောက်ကဘာများရှိရာသို့နှကိုအတူရှင်တွဲကတက်ဆင်းကြလေသည်။ လမ်းနိုင်ပေါရောက်သောစပယ်ပင်ရိုင်းကလေးများကိုမောင်မောင်ဝင်းကခုစုပြီးလင်မယက်ခဤလက်သူဆက်တာလေမယက်ခသည်တော်ပိုင်ကလေးများကိုမောင်မောင်ဝင်းလက်မှဝင်းမြဝင်းသာယူ၍မိမိဥကောင်ထက်တွင်ဝေဝေစားစားဖန်ဆင်းပြီးမောင်မောင်ဝင်းမျက်နာကိုပြုံးချုံသောမျက်နာနှင့်ကြည်လျာမောင်မောင်ဝင်းမှာအချစ်ရန်စခင်ရသလိုဖြစ်ပြီးလင်ချစ်စိတ်တွေတုံလုံးကြလာလေဟဲဘလိုပဲဖြစ်ဖြစ်ဒင်းတက်လို့ဒေစီတော့ငါအတင်းပွေတော်မြည်ဟုစိတ်ချမ်းပေါ်လာတဲ့ဖြင့်မိမိ ဤကိုကိုအနိုင်နိုင်တင်းစီချုပ်တီးတွင်ထားရလေတရန်တခါ email ရခါကငါအတင်းထန့်ပြပြီးလူပြီးတော့ခေါ်ဆောင်ယူပါတော့မည်ဟုစွန့်စားသောအကြံကို ပြုမိလေသည်သို့တော်လည်းမရခါဤထက်မြတ်သောမျက်လုံးများကိုမြင်ရသောအခါထိုရရင်သောအကြံများသည်ယုံတငယ်ပမာနုညံ့၍သွားပင်လေမရခဤရှိတွင်ဒုဒုက္ခပြုလိုရာ ပြုပါတော်ဟုစိတ်နှံကို short ချလိုက်သည်မရခသည်မိမိ၏ထက်မြတ်ဆူးရှသောမျက်လုံးများနှင့်မောင်မဝင်းကိုစိုက်ကြည့်ပါ ကြည့်လိုက်ဒီကားရင်မောင်မောင်ကြီးစိတ်အချမ်းတွေကို ထွင်းဖောက်ကလိုလိုသည့်တကယ်တို့ဘိုးဝင်ကျမနဲ့အခုလိုသွားနေရတာမပြောဘူးလားဟုမေးလေအကျွန်တော်ဖြင့်နှက်ပြီးရောက်ပြီးနှသမီးတယောက်နဲ့နေရတယ်လို့ဖြစ်နေရတာပဲဇနကမင်းသားကမေကလာရင်ဝင်းနဲ့ပင်နမှာအပွေခံရခြင်းကမိမျိုးကအိပ်ပျော်သွားတယ်လို့စားတဲ့ဖက်ရပါတယ်ကျွန်တော်မှမဲခါနဲ့အတူသွားရလာရုံနဲ့နေဇနကမင်းစီစိန်ထက်ပိုပြီးကြီးတဲ့စီစိန်ကိုခံစားနေရတယ်လို့ မှတ်ထင်နေမိတော့တာပါပဲဟုပြောလေဒုကာမရက်ခမျက်နှာလေးမှာသွေးရများကြွရှမ်းလာပြီလေဘဝင်းကတင်လာပါလားဟုပြောကရင်းနှီးတွေရက်နေတော့မောင်ပါဝင်းမျက်နှာကို ကောင်းမြင်ကလေးပေါ်မှနေ၍စိုက်ခါကြည့်နေလေသည်မောင်ပါဝင်းကမရက်ခိုင်မျက်နှာကိုမော့ကြည့်လျာမျက်လုံးချင်းစုံ၍အတန်ကြာစွာမခွဲမခွာနိုင်ဘဲနေကြလေသည်ကျောင်းနာမရဲခသည်ညီနေတို့စီရင်ဟန်ပြွေနေလျာမောင်ပါဝင်းကမိမိလက်ရလက်ကိုမြှောက်လျက် မရက်ခဤလက်ကိုလှမ်း၍ကိုင်းကညီနှိမ့်တို့တမင်မာကလေးဘမှာပေါ့ပါစွာခုံ၍ချလာလေသည်ထို့နောက်ဆက်လက်၍လျှောက်သွားကြပြီးရာကုန်းကိုတက်ခါကြောက်ကိုစင်းတစ်ပင်ကြီးတစ်ပင်ငယ်ခြုံပုံငယ်တို့အလဲတွင်ကြွေကားကောက်ခါလှဲ့လဲကလျှောက်သွားကြသည်ဖြင့်ဂူးနှင့်အတော်ကြီးဝေးကွာ၍သွားကြလေတော့သည်တို့တို့ဝေးကွာ၍သွားကြပြီးနောက်တစ်ခုသောကုန်းမြင့်ရှိစိမ့်စိုသောတစ်ပင်တပင်အောက်တွင်နှစ်ယောက်သာထား၍နေကြလေစိတ်ငြိမ်သောတော်ရန်၌လှပသောယောက်ျားပြုနှင့် ်နှပ်ပါသောမိမပြိုတို့သည်နှစ်ကိုယ်ထဲတွေ့ကြုံရသည့်အခါအဘယ်သို့သောစိတ်မျိုးဖြစ်ပေါ်တတ်သည်ကိုစာဖတ်သူတို့သည်လည်းစဉ်းစားသိရှိနိုင်ကြပေလိမ့်မည်။သို့တော်လည်းစိတ်ကိုမရက်ခတိလောက်အောင်အတိအလင်းပြဝင်ခြင်းတို့ပင်မပြဝင်ရတော့လည်းမရက်ခသည်အချမ်းမဟုတ်မိမိ၏ချစ်စိတ်ကိုများစွာအားပေးခဲ့ပူသောမနှမ်းနယ်ပင်အမှန်ဖြစ်ကြောင်းကိုကောင်းကောင်းကြည့်သိရသောကြောင့်အဘယ်လိုပင် ဖြစ်စေကမူငါအတင်းစွန်ကပြောတော်မူဟုစိတ်မှန်တင်းကယောက်ျားဟုသောမမနာကိုဆောင်မိနေသည် တိုကဲသူအားစင်ကမဲရခိုင်ခန္ဓာကို အတင်းင်းကတိုက်ဝိတ်တိုးဖေတော်မူမူကြံစီယာနာရဲစည်းကို တင်သောအချက်များမှာအောက်ပါမေကုံများဖြစ်လေသည်ထိုမေကုံများမှာမဲရခသည်ဘဲ့အတွက်ငါဤသက်ကိုချမ်းသာပေးပါသည်။မဲရခသည်ဘဲ့အတွက်ငါကိုမိမိနှင့်အတူခမင်းစားဖို့အခွင့်ပြုပါသည်။မဲရခသည်ဘဲ့ကြောင့်ငါကိုခြားသူများနှင့်အတူမထားဘဲမိမိနှင့်အတူခြားပါသည်။မဲရခသည်ဘဲ့ကြောင့်ငါကိုဤကဲ့သို့ပြုစုခြားပါသည်။ မရက်ကဒီပဲကြောင့်၅နှစ်၂ယောက်တည်းဤတော်ထဲမှာလဲပတ်၍နေပါသည်နီငါကိုထိန်ချောင်းသောယောက်ျားပြို့သည်မရက်ခပင်ဖြစ်လေသလားငါတကူတဲ့ကံတော်ကြီး၌တွေ့စဉ်ကအပဲကြောင့်ဖန်းစည်းနှိမ့်ဆက်ခြင်းမပြုပါသည်နီအပဲအတွက်နေပေါ်၌ငါနှင့်ငကိုတဲ့ချိတ်ခါစကားပြောပါသည်နီငါသူ့လက်ကိုကင်သောအခါအပဲအတွက်ငြိမ်သက်စွာခံ၍နေပါသည်နီဤမေကိုများဖြစ်လေသည်ချိုမီကိုမြောက်ရဲ့ဖြေကိုမောင်ပါဝင်းကနောက်နိုင်ချွတ်ချွတ်ဖွေရှာစဉ်းစားလိုက်တော့က တခုတည်းသောဖြေချားချက်ကိုသာရ၏ထိုဖြေချားချက်သည်ကမိမိစိတ်အလိုကိုလိုက်စားသောဖြေချားချက်မဟုတ်အကျိုးကိုမြင်သဖြင့်အကြောင်းကိုထင်ရသောသမာသမတ်ဖြစ်သည့်ဖြေချားဆုံးဖြတ်ချက်ဖြစ်လေသည်ထိုဖြေချားဆုံးဖြတ်ချက်သည်ကခြားမဟုတ်ချစ်တော်ကြဟုသော ဖြေချားရှင်လင်းတန်လျာမကင်းစရာချက်ကြီးဖြစ်လေသည်အမ္ဘာဝင်းသည်ထိုကိုယ်နှဝင်းပု္ပ္ပစာ မေခွန်ကြီးကိုပြတော့ပြင်မိမိကိုကိုအထက်ထက်ပြန်ပြန်အတန်တန်ဆစ်ဆီကစကားမပြောဘဲမိမိရှိနာရှိသောတော့အကြီးကိုမျောကြည့်ကနေလျာထိုပြေချားချက်သည်မိမိစိတ်ကိုလွှမ်းမိုးလာပြီလေဘာဝင်နင်းအတီသားပဲမဟုတ်လားဘာဝင်နင်းလူပါမဟုတ်လားဘာဝင်နင်းဘဲကြောင့်တိတ်ဆိတ်စွာနေတယ်လဲဟူသောဩဝါဒစကားတို့ဖြင့်နာချကသွေးဆောင်ရလာလေထိုကအင်းဘာလို့ပဲဖြစ်ဖြစ်လာတာတော့ဘိုင်းနေရတဲ့ ်ဤနေရာအထက်ပိုင်းငင်စရာကောင်းသောအခါငါတကားမှမကြုံဘူးချင်းငါသည်အချစ်ဤချင်းမင်းကိုပိုင်းငင်ကအရှင်ပြီးလင်၎င်းချင်းမင်းတို့ဖြင့်ဤပါနာရှိသောမရက်ခိုင်နှလုံးသားကိုချီမန်းခွင်းဆွတ်ကကစားတော်မူဟုအာယူကနေရာမှထရဲ၍ခြေလက်များဆန်ပြီးလင်မနှမ်းတွင်ဟုလက်ကိုပိုက်ကမရက်ခိုင်မျက်နာကိုစိစိကြည့်ကခေါ်လိုက်လေမရက်ခကဘိုးဝင်ကျမကိုမနှမ်းတွင်လို့ခေါ်ပြန်ပြီလားကျမမနှမ်းတွင်မဟုတ်ဘူးသတိထားပါ ဟုမိမိရှိနိုင်ရှိသောကြောက်ခဲကလေးတစ်လုံးကိုခံယူကအငြိမ့်သက်သောလက်ရည်မူယာနှင့်မောင်ပါဝင်း၏မျက်နှာကိုကြည့်ကပြုံးစီစီပြောလေ၏မောင်ပါဝင်းကမနှမ်းနွယ်ကျုပ်ကို အဖေအတွက်နဲ့ဒီလောက်တောင်လှည့်စားလိုနေပါသလဲချစ်တဲ့စိတ်ကအရေးကိုမြည်ုံနဲ့ကိုဘာမဟုတ်အတွင်းစိတ်ကိုပါတည်နိုင်ပါတယ်မနှမ်းနွယ်ရဲ့အပေါ်မှာဆွေရင်တိုင်းချစ်စိတ်ကရင်ဝကိုတွန့်ကန်ကပွင့်တော်မှာပဲသူတိတ်၍မရတော့တာမနှမ်းနွယ်ဖြစ်ချောင်းကိုညင်းကောင်းတာမဟုတ်ပါဘူး မန်နန်းွယ်ရဲလာတဲ့မျက်နှာမန်နန်းွယ်ရဲလာတဲ့နှာခေါင်းမန်နန်းွယ်ရဲ့ချစ်စခွဲနှက်ခမ်းမျက်လုံးမျက်ခုံးမျက်တောင်တို့ကတဏီတကျအထင်ရှားပေါ်လို့လာပါပြီကျုပ်သူသိပ်ရမထားနိုင်တော့ပါဘူးဟောဒီလက်ကလေးတွေကလည်းမန်နန်းွယ်ရဲ့လက်ပါပဲဟောဒီခါကလေးကလည်းမန်နန်းွယ်ရဲ့ခါပါပဲဟောဒီကြောင်ပြောင်ဆင်းဆင်းအစင်းအကြညင်ညွတ်လာတဲ့ခြေလက်များကမန်နန်းွယ်ရဲ့ကိုယ်ပိုင်ဖြစ်တာကျုပ်ကသိရပါတယ်မန်နန်းွယ်ပဲ့အတွက်နဲ့အခုလို့ ကိုယ်၍ကာ၍နေရပါသလဲကျုပ်ကိုအခုလိုလှန်စားနေတာက အသေးသက်တာထက်ကြီးတဲ့ဝင်လေးချင်းဖြစ်ပါတယ်မန်းနဲ့နယ်ပေါ်မှာဆွဲလန်းမိတဲ့အချိန်ကအခုလိုတိုသိခါထားရမယ်ဆိုရင်ကျုပ်တွင်တီလောက်တဲ့လက်နဲ့ဖြစ်ချောင်းကိုမန်းနဲ့နယ်တည်တဲ့အတွက်အချားနီနဲ့ကျုပ်ကိုအပြစ်မပေးဓာတ်နဲ့လဲတက်အနက်နဲ့လဲမပြစ်ဖဲနဲ့ဒီအချစ်ချက်အိုးကြီးမှာကျုပ်ကိုနေ့စဉ်မပြတ်အိုးချစ်တိုင်ပြီးလက်လွယ်စပဲတည်စေဖို့အလိမ္မာညံကိုတုံးထားရင် မုံချောင်းကိုဖွင့်ရတာပြောလိုက်ပါတော့မန်နန်းရွယ်ရဲ့ဟုပြောကမန်နန်းရွယ်ဤရှိအနာတွင်တဆောင်းထိုင်ကချလိုက်နေသည်ထိုကမရက်ခါကကိုဘဝင်လောကမှာလူသူမရှာဆိုတဲ့စကားရှိပါတယ်ရှင်ကျမကိုမတရားဆိုဆဲခြင်းပြုနေပါပြီတတိထားပါအိုးအနာကိုသိပြီးကတ်မလာပါနဲ့ကျမလူကြီးကမတော်တဆမြင်းသွားရင်ကိုဘဝင်ဒုက္ခရောက်တော့မယ်ဟုပြောကနောက်သူရွှေ့ထန်လာနေသည်ဘောင်ဘဝင်ကအိုးဘလို့လူပဲမြင်မြင်ဘလို့ပဲဖြစ်ဖြစ် မန်းနှံရဲတက်ပြင်းလို့ခုချက်ချင်းသေးပါစီကျွန်တော်စိတ်ထဲမှာရှိတဲ့အချစ်ယောဂါကြီးကိုဖုံးလို့ဖိလို့မထားနိုင်လို့လို့အတင်းစွန်ကပြောရတာပါတို့ကမေရခါကတီလို့ဆိုကျမမန်းနှံရဲပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ကျမကိုရှင်ချစ်တယ်ဆိုတာပေါ့မှန်ပါတယ်ဒီတိုင်းမှာပဲမန်းနှံရဲစီးရင်တယ်လို့ခံရတော့မှာပဲမန်းနှံရဲရဲ့လက်နဲ့ပဲအသက်ခံရပါစီတော့မန်းနှံရဲကိုချစ်ရတဲ့တေးရမှာပါပဲဘိုးဝင်တတိကြပါမေရခါဆိုတဲ့မိမကိုဒီစကားမျိုးပြောဖို့မဆိုထားနဲ့ ။မြေသူမှမျက်စောင်းထိုးပြီးမကြည့်ဝင်ပါ။ဘဝင်းဟာကကြောက်ရမှန်းနဲ့မသိလန့်ရမှန်းနဲ့မသိဖဲ့နယ်လူပါလိမ့်မလဲ။ရှင့်လိုလူကိုကျမဒီတကားတွေ့မှုပါပဲ။ဟုမရဲခါကပြောကမောင်ပဝင်းမျက်နာကိုမော့မော်ကလေးကြည့်ဝင်နေလေသည်ထိုကားဘဝင်းကမနှမ်းနယ်အချစ်ဆိုတာအကြောက်ကိုနားမလဲပါမေတ္တာဆိုတဲ့တရားကကြားကိုလည်းမကြောက်ဘလူကုံမန်ကိုလည်းမကြောက်ပါ ဝိဇယဘွားရီဟာအချစ်တနာအစွမ်းကြောင့်လူသားကိုစားတဲ့တဲ့ချင်းတင်မိကိုမှမကြောက်ဖက်ကောက်ကောက်ပါအောင်လိုက်ပါလို့ညှဘူးတဲ့ထုံများလဲရှိဘူးပါတယ်ဟုပြောလေထိုကမရက်ခါကဘိုးရင်ရှင်ကျမကိုမနှမ်းနယ်လို့တန်တန်ဆွဲကစွန့်နေပြီးခေါ်နေတယ်ကျမမနှမ်းနယ်မဟုတ်ပါ ရှင်စိတ်သေးကဟုတ်တယ်လို့ပင်ထင်မှပဲကျမကိုမရက်ခါလို့ခေါ်ပါမရက်ခါဆိုရင်နာမည်ကအများပြည်သူတို့ကပြီးလို့ရတဲ့နာမည်ဖြစ်ပါတယ်ဟုပြောလေ တိုင်းမရက်ခါပဲရှိပါသေးတော့ဗျာအာဘန္တရတရတိကပိန်နေသည့်ခေါ်ခံရရုံနဲ့ပိန်နေသည့်မဖြစ်နိုင်ပါဘူးမရက်ခါသဘောကျတယ်လို့ပဲခေါ်ရပါတော့မယ်ဒါပေမဲ့မရက်ခါမှာနာမည်ရင်တော့ရှိမှာပါပဲဘယ်သူတည်းလဲဟိုမေးလေမရက်ခါကကျမနာမည်ရင်ကဘယ်လူပဲဖြစ်ဖြစ်မနှဲ့နွယ်တော့မဟုတ်ပါဘူးအေးကောင်းလာပါပြီဗျာမရက်ခါကဘယ်လူပဲဖြစ်ဖြစ်အခုဖြင့်ကျွန်တော်မရက်ခါကိုချစ်နေပြီကျွန်တော်စိတ်ကအင်တန်ခက်တယ် ချစ်တာကိုဖုံးကွယ်လို့လည်းမရဘူးပြော့ပြရမှာအေးတယ်လို့ထင်တယ်။ကျွန်တော်ချစ်မိတဲ့ပြင့်မှုကြောင့်ဘလို့မပြင့်ပေးဖို့ကြံ့စီပါသလဲဟုဘာဝင်းကမေးလေ။ဩချစ်တယ်ဆိုတဲ့ပြင့်မှုကမနှုမှလည်းမပါမနှောမှလည်းမပါသူဓမဇာတိဖြတ်တော့မှလည်းအချစ်ကြောင့်အပြည့်ခံရတဲ့ထုံမြလည်းမပါပါဒီတော့ဘဝင်းကို ကျွန်မအပြည့်ပေးဖို့လည်းမရှိပါဘူး။ရှင်ချေကရှင်ကိုစူးပြီးချစ်ဘူးဝင်ကဖန့်လျက်ဘဲတော့မှမဲရက်ခဆိုရဲမိမကိုမရဘဲ ရှင်စိတ်တော်ကများဖို့ရှိပါတယ်။မရက်ခဆိုတာအင်တန်ဆိုးတဲ့မိမဖြစ်တာကိုရှင်အတိရသားနဲ့ချစ်မိရင်ရှင်မှာတာဝန်လေးပါလိမ့်မယ်မချစ်ပါနဲ့ရှင်။ရှင်ကိုတနာလို့ပြောတာပါ။ချစ်ပေမဲ့မရက်ခကဒီဘဝမှာယောက်ျားယူမဲ့မိမမဟုတ်ဘူး။ယူဖို့မယူဖို့အရေးကရှိဝေးလာပါတယ်။လုံရင်စကားလည်းမဟုတ်ပါဘူး။ကျွန်တော်အားချစ်ဖို့အခွင့်ပေးချင်တော့ပါပြီ။ရှင်ပါသာရှင်ချစ်နေကျမဘာတတ်နိုင်ပါတဲ့လေ။ဦးပြောကအနည်းရှိသစ်ပင်ကလေးများက သိရွက်ကလေးများကိုကိုင်းကချွေချလျက်ဘဝင်းဤမျက်နာကိုမကြည့်ပဲမျက်နာမှာရှိန်ကနေမြေမာနှွေးကနေဖြစ်၍နေရှာ၏။အမောင်ဝင်းကမရက်ခဤလာပါသောဥကောင်းကလေးကိုကြည့်ကကျုပ်ယူဖို့စကားမပြောလိုပါ။ကျုပ်ဒီလောက်တောင်ဖြစ်ပြီးမရက်ခအတွက်အင်တန်ဒုက္ခများနေနည်းနည်းကလေးမှပန္တနာမိဘူးလားဟုပြောလေ။မရက်ခကတနာပေမဲ့ကျမဘာတတ်နိုင်ပါတယ်လဲဟုပြောကမောင်ပါဝင်းဤမျက်နာကိုမော်၍စဉ်းစားတော့အမူအရာဖြင့်ချိန်နေလေသည်။ မောင်ပါဝင်းကအိုးဒီစကားအလိုတိုင်းဆိုရင်တော့ကျွန်တော်ချစ်ရတဲ့အတွက်ကျွန်တော်ကိုနည်းနည်းကလေးတနာတယ်ဆိုပါတော့အခုပြောကရဲ့ကြီးကိုကြောက်ခဲအဆနာကလေးတခုဖြင့်ချင်ရင်မရက်ခါဤမျက်နှာကိုအတနာခံတော်မူရာဖြင့်ကြည့်နေလေထိုကမရက်ခါကတတ်မာကြီးခြာပြီးလေမောင်ပါဝင်းမျက်နှာကိုအတန်ကြာစွာစိုက်ကြည့်ပြီးမှတနာပါတယ်ရှင်ဟာအဟုတ်အနာစရာကောင်းတဲ့လူပါဟုငော့သလိုစကားသံနဲ့ပြောလေ။မောင်ပါဝင်းက တဏှာရင်ခမရနေနေကလေးမှာကောမချစ်နိုင်ဘူးလားတဏှာချင်းမချစ်ကားမှုလားမယက်ခကရှင့်ကိုမယက်ခလက်တော့မှယူနိုင်မှာမဟုတ်ပါဘူးဒီအတွက်ချစ်သည်ဖြစ်စေတဏှာသည်ဖြစ်စေရှင့်မှာဘာအကျိုးရှိမှာလဲနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတူတာပါ